အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါဘလော်လေးတစ်ခုနဲ့တင်ပြပေးမှာဖြစ်ပါတယ်ပါလီမောင်ခန်းညာလွင်ရဲ့၃နှစ်ပြည့်မွေးနေ့အလှနဲ့ဆက်ဆက်ပြီးတက်ကြဒီတာပညာပါရမီတီလာရှင်ကြောင်းအကြောင်းကိုတင်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲကြည့်လိုက်ကြရအောင်ကျွန်တော်ရေအောင်တိုင်းဒေသကြီးအင်ကူမြို့နယ်ကွင်းကောင်မြို့ရဲ့အနောက်ဖက်ချမ်း တိန်မုံရွာကမ်းလှမကြီးရဲ့ဘေးချောင်းကွာကျေးရွာမှာရှိတဲ့စာတင်သားဆရာလေးများနဲ့ဖြစ်ပညာသင်ကြားရန်အတွက်မူလာတန်းအလယ်တန်းအထက်တန်းကျောင်းများတွင် အနှံပြီးတော့ပညာဒါနအဖြစ်ကျောင်းထားပေးတဲ့တက်ကြဒီတာပညာပါရမီသီလရှင်ကျောင်းတက်ကြီးတစ်ယောက်ရှိပါတယ်။ဘုလိုတက်ကြဒီတာပညာပါရမီကျောင်းတက်ကြီးကိုစာတင်တည်ဆောက်ရန်အတွက်2013ခုနှစ်တွင် စတင်ပြီးတော့မန္တလေးမြို့မှဖခင်ကြီးဦးစိန်မိခင်ကြီးဒေါ်ရွှေတို့ကိုရည်စူး၍ဒေါ်အေးကြီးခေါ်ဒေါ်အဲလေးမိသားစုမှတိန်း300အင်္ဂလန်နိုင်ငံနေဦးဆန်မြင့်အောင်ဒေါက်တာဟီရိုကိုခါဝါနာမီနှင့်တပည့်ဒေါက်တာအေကန်ဖီရန်တို့မှ153သိန်းမန္တလေးမြို့မှကိုတူးတူးမက်တီတီခိုင်တမီ မချမ်းချမ်းအောင်တမောင်ဖုံးအောင်လင်းမိသားစုတို့မှ350တရားမကြီးဒေါ်နန်းမြင့်လွင်မိသားစုမှ35တိအဘဦးလာခိုင်နဲ့ချောင်းဘွားရွာသူရွာသားတို့မှတက်ကြဒီတာဆရာကြီးများလိုအပ်သလိုသာသနာပြုနိုင်ရန်အတွက်လှူဒန်း၍သာသနာတက္ကီ2550ခုပေါ်စာတက္ကီ1386ခုနှင့်ဘွာစုလပြည့်ကျော်9ရဲ့ 16ရက်2014ဗုဒ္ဓဟူးနေ့တွင်အင်းစင်ရွာမှဆရာတော်ဘုရားကြီးဗတ္တန္တတိတော်ကဘိဝန္တဝင်းကောင်းမြို့ရွှေချောင်းဆရာတော်ဗတ္တန္တအက္ကတာရဆရာတော်များဤဩဝါဒကိုခံယူကာတကြဒီတာဆရာကြီးများဖြစ်ကြသောဒေါ်စနကမာလိနီဒေါ်ပဝနထေရီဒေါ်ကုတလဝရီတို့ကတကြဒီတာပညာပါရမီကျောင်းတော်ကြီးကိုစတင်ပြဆောက်ဖွင့်ခဲ့ကြပါသည် ကျောင်းတန်းရဲ့အကျယ်မြေကကတော့ငားဧကရှိပြီးကျောင်းတန်းအတွင်းတွင်ဧည့်ဆောင်စွန်းစားဆောင်စွန်းချက်ဆောင်များနှင့်တပားနေကျောင်းတန်းငယ်များလည်းတည့်ရက်လှပစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီနေ့9ရက်6လ2025စနေနေ့နံနက်မှာတရောင်တိုင်းဒေသကြီးအင်ကူမြို့နယ်ကံကြီးရွာမှကိုကျော်မျိုးလွင်မအေးမြန်မွန်အဖိုးစိန်တုံးခေါ်မောင်ခန်ညာလွင်ရဲ့၃နှစ်ပြည့်မွေးနေ့အလူဖြစ်တက်ကြဒီတာပညာပါဒမီကျောင်းကဆရာလေးများနဲ့ကျောင်းသားကျောင်းသူလေးများကို အာရဒါနာများဖြင့်အာယုံမွန်စွမ်းနှင့်ဒဝကမ္မဝိတ္ထုမွေများကိုစက္ကန့်လှူဒန်းပေးခဲ့ပါတယ်။ ဆရာလေးများကလည်းမွေးနေ့ရှင် သားသားလေးအတွေ့မေတ္တာပို့တာပေးခြင်းအန်တင်ကင်းပရိတရားများရုပ်ဖတ်ပေးခြင်းများပြုလုပ်ပေးခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ဒီကြောင့်ရုပ်ရည်တမန်ကြီးမင်းကြီးရဲ့ဘုရားခဏလေးပြီးသားစောင်းနေပြီးတော့အထူးအမြတ်တဲ့လေးမောင်ခဏလေးတော့နေပြီးမင်းကြီးတို့ကအကြောင်းပြုတာဒီတရားဒီတရားစီရင်မှုကြောင့်လည်း တော်ဒီကံတော်တော်မြတ်စွာဘုရားရှိတဲ့ဆရာချင်းဆရာတင်များတဲ့ကျမ်းစာလေးများမြန်မာစံတော်ဖိုင်ဆုံးခဲ့တဲ့ပုံစံချင်းချင်းရတဲ့ပြန်လို့ဖြစ်နေတဲ့ဆက်တဲ့အချင်းစာရင်းထာနာကောင်းဆုစုလို့ပြုလုပ်ပါသည်ဤဘုဒ္ဓကောင်းဆုစုအားလုံးကိုအထူးအားဖြင့် ယနေ့မွေးနေ့ရှင်အမေလီမောင်ခင်ရတဲ့နေ့ပတ္တဆက်ဆက်တော်ပဋ္ဌာန်းဆရှိတော်ပုဂ္ဂိုလ်တိုင်းရှိပုဂ္ဂိုလ်အကျိုးမြတ်သောပုဂ္ဂိုလ်အသီးသည်အတိတ်ဘဝရှိရှိဘဝကပြဿနာကိုဘုရားမှာမောဆေမမျိုးဘဝဘဝမျိုးဟာပုဂ္ဂိုလ်ဘာလို့လဲခြေနေတဲ့တော်သူကဘုရားကိုဝမ်းမြောက်ဝမ်းသာတမ်းပေါ်ဆိုလို့ရဲ့ညောင်းနေဆောင်နေကြတဲ့ဘဝတော့ပုဂ္ဂိုလ်ဒီပါလို့ပါဒီရဲ့အထံမှာလာရောက်ရင်တကယ်ကြီးနဲ့အတူတူပါပြိုင်နေတဲ့ပြန်ပေါ်များချမ်းသာစေရဖြစ်မှာတော့ နောက်ဆီယံလီများကိုစွန့်ကပ်ပြီးဆီယံလီများမှကျွေးမွေးခဲ့တဲ့အာဟာရများစားတော့ပြီးအလုံးပြန်ခဲ့ကြပါတယ်ကျွန်တော်ရဲ့ဘလော်လေးကတော့ဒီလောက်ပါပဲအားလုံးသောမိတ်ဆွေပေါင်းတို့ခင်ဗျာစာတင်သားဆီယံလီများနဲ့တန်းကျောင်းများမှာပညာသင်ကြားနေကြသောကျောင်းသားကျောင်းသူလေးများရဲ့အာယုံစွမ်းနေစွမ်းများနဲ့ လိုအပ်ရာရာဓမ္မဒါနပညာဒါနအသီးသီးတို့ကိုလှူဒါန်းနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေကြပါစေ။